ဆိုပြီးသူရဲ့ပြောလိုက်တဲ့စကားသခွန်ကြောင့်တိုင်းကလုံးကပြိတ္တိကတော့တော်တော်လေးကိုဒါစိတ်မကောင်းဖြစ်နေကြပါပြီအဲ့ဒါကဘာလဲဆိုတော့အခုဟင်းဝီယန်ဒိုမီတာဇူဘက်ကနေဒါသူရဲ့ချွေးမလေးဆိုပြီးသူစင်နေတာဖြစ်တဲ့ဒါ ဟေဝိယံတို့ပေါ့လေသူတို့နေရောက်လက်ထပ်ပြီးနေထိုင်ဖို့အိမ်သိန်းပေါင်း9000လောက်ရှိတယ်။ဒါအသံကြီးရှိတဲ့အိမ်ကိုပေါ့လေဆောက်လုပ်ပြီးစီးသွားပြီးအဲ့ဒါတောင်မြေတံမိုးမပါသေးဘူးလို့ကြာသေးရပြ။နော်ဒါကျွန်တော် pre book ကတကယ့်ကိုမှနော်ဒါငါထက်တိုက်ဆိုလားနော်တကယ့်ကို share လုပ်ထားတာဖြစ်တယ်ဟိုနိုင်ငံတကာရဲ့တကယ့်ကိုမှအကြီးဆုံးနော်အကောင်းဆုံးဆိုရဲဒါ premium product ကိုပြသုံးထားလို့ကြားသိရတယ်ပေါ့လေ pre book ကတွေဆိုရင်လည်းပဲ ဆိုတော့အဲ့လောက်ကိုကြရအိမ်ကြီးမှာစုပြီးသင်းလေးနဲ့ဒါသားဖြစ်တဲ့ဟိုးရံကိုထားမယ်နော်တိမ်ပေါင်း9000ဆိုတော့ဟိုးရံလူမိသားစုတက်ပါမဟုတ်ဘူးစုပြီးသင်းကိုပေးရလက်ဆော့တော့တိမ်ပေါင်း3000ကျော်တယ်ဆိုတော့ခုကစုပြီးသင်းကဘာပြောလဲဆိုတော့ဟိုလက်ချက်ပြီးရင်သူနဲ့နော်ကိုဟိုးရံကနှစ်ယောက်နော်ဒါအိမ်ခွဲနေမယ်ပေါ့နော်ဆိုတော့ အင်တာဗျူအာကအမေနဲ့ဖေကိုမခေါ်ဘူးလားမေးလိုက်တဲ့ခါမှာတော့ဒါအမေနဲ့ဖေကိုအဝေးကနေပဲဆောင်းရှောင်းမင်းဆိုပြီးပြောလိုက်လို့တော်တော်လေးပြည်သက်တွေကအစိတ်မကောင်းဖြစ်နေကြရပါမှာကျွန်တော်တို့ဆိုတော့ဒါဆွေပြည်သက်စီမှာအမေနဲ့ဖေပဲရှိတယ်เนาะ channel မောင်မားတွေလျောက်မှမရှိဘူးတွေ့တော့သမီးဖြစ်တယ်ဆိုတော့ဟိုအမေနေ့ဖေကိုစောင်းရှောက်ရမှာသူပဲဖြစ်တယ်အခုကဟင်းဝယ်အနုမိသားစုဘက်ကဒါဆိုပြီးသစဉ်လေးကိုသူ့အမေနေ့ဖေကိုအတူတူเนาะသူတို့သားနဲ့ဘယ်လိုပြောရမလဲတိန်ထဲမှာအတူနေထိုင်ဖို့အတွက်အခုမပြူဘူးဆိုရင်နေထားမျိုးတွေပေါက်ချလာတယ်ဒီတစ်ခါကျတော့ဒါဟင်းဝယ်ရဲ့အမေပေါ့เนาะခုနေကဒါဆိုပြီးသစဉ်လေးကိုဒူးထောက်ပြီးတော့ဒါလက်ထောက်ခွင့်မတောင်းခဲ့ဘူးပေါ့လေယောက်ျားရိယောက်ျားလေးတွေလုံနေကြအတိုင်းဒူးထောက်ပြီးတော့ လက်ထောက်ခွင့်မတောင်းတဲ့ကိစ္စကဟွန်းရဲ့အမေကမင်းကလေးတယောက်ကိုဒူးထောက်လိုက်ပြီးဆိုရင်အဲ့ဒီမင်းကလေးကိုသက်လုံးချောင်းနေရတဲ့ဆိုရင်ညီသားမျိုးနဲ့မင်းကလေးရဲ့နော်ဒါသွားမှုမှုအောက်မှာမင်းနေထိုင်ရတော့တယ် ဘုံကန်နေတယ်ဆိုတော့ယူဆမျိုးနဲ့သူ့ရဲ့သားကိုဒုထောက်ပြီးတော့လက်ထောက်ဝင်မတော့မှုအမိန်ချခဲ့ကြအောင်တော့မမပွားရလို့ပေါ့လေအခုလိုမျိုးကိစ္စတွေပေါက်ကြားလာပြီးတဲ့တွားအွန်လိုင်းပေါ်မှာတော့အကြီးအကျယ်ဟင်းဝင်ရကတော့ဝေဖန်ခံနေရပြီးတော့ဆွေးပြီးသစဉ်လေးတွားဆွေးပြီးသစဉ်လေးရင်းနေလို့တော့အပြူစင်စစ်ကမိုးဆိုးဖို့နေယူရမတန်းဘူးဆိုတော့ပြောဆိုနေကြပြန်ပြီလေဖြစ်ပါရဲ့ဗျာ